ော့၃ရက်မြုံနေ့ရဲ့ grammar note လေးတွေကိုဆက်ပြီးတော့လေ့လာပါမယ်။အဲတော့၃ရက်မြုံနေ့ရဲ့ grammar note မှာပထမအဆုံးတွေ့ရမှာ meet time ဆိုတဲ့အတုံးနှုံးလေးပါ meet time ဲ့တော့မိတိုင်းကကြတော့ကိစ္စတစ်ခုကိုအခြေအနေတစ်ခုကိုခံမှန်းပြီးတော့ပြောဆိုတာပဲဒါပေမဲ့ခံမှန်းပြီးပြောဆိုရတဲ့အခါမျိုးမှာလက်တွေ့ကအတွင်းအပြင်ပုံမှန်တက်တန်နဲ့အခြေအနေတွေနဲ့ကဆင့်တူနီးပါးဖြစ်နေတာမျိုးဆိုရင် မိတိုင်းကိုတုံးလိုက်ရပါတယ်ဒါပေမဲ့သူကတေးသေးချာချာတိုးချောင်းကိုစင်စင်တုံးတက်ပြီးတော့မှလိလာပြီးတော့မှဆင့်တူတဲ့ဆရဲအကြောင်းအရာကိုပြောချင်နေဆိုရင် မိတိုင်းနဲ့တုံးတာဖြစ်ပါတယ်အဲ့တော့မိတိုင်းရဲ့အရှိမပါရင်းနဲ့တွဲတုံးနေဆိုတော့ပလိန်ပေါင်တွဲ ်သုံးလို့ရတယ်။ အရည်အစစ်နာစစ်နောင်းတွေနဲ့တွဲပြီးတော့တောင်းလို့ရတယ်မိတိုင်းပါအဲ့တော့မိတိုင်းကဘာနဲ့သွားတူလဲဆိုတော့ M4 ရောကတင်ခဲ့တဲ့ယောတာဆိုတဲ့ပုံစံနဲ့တူပါတယ်ဆင်တော့ဆင်ကျူတယ်ဒါပေမဲ့အသွင်မြင်းတဲ့အဆင်အနီတွေကလက်တွေ့နဲ့လုံးဝဆင်ကျူနေတာကိုလိလာတုံးသက်ပြီးတော့မှခံမှန်းတာဖြစ်ပါတယ်အဲ့ဒါဆိုရင် မိတိုင်းကိုတောင်းပြပါမယ်နော်မဲပုံဘဲလို့အတိတ်ပဲလေးရရတယ်အဲ့တော့အောက်မှာတစ်ချက်လောက်ကြည့်ရအောင် grammar ပုံစံလေးကခါရင်တော့ဟာနာစီခတာဝအွန်နာမိတိုင်းဒါ ဲ့တော့သူ့ရဲ့ဟာနာစိခတ်တာစကားပြောတဲ့ပုံစံကမိမလူပဲမိမနေတူတယ်လို့ပြောကြတာအဲ့တော့မိမလူမျိုးပဲဆိုတာတကယ်လို့ဒီမှာမိမလားမဟုတ်ဘူးဒါပေမဲ့သူ့ပုံစံနဲ့စကားပြပုံကြည့်တဲ့အခါမှာမိမလူမျိုးကြီးကိုစင်တူနေတာဖြစ်တယ်အဲ့ဒီတော့မိတိုင်းကိုတုံထားရပေါ့နော်နောက်တစ်ခုကခေါနိုစနာဝ ဟိုစီမိတိုင်းနာခတာစီယိုစတေအီရိုဒီနေရာကသဲတွေကကျဲနဲ့တူတယ်ကျဲပုံစံပဲလို့ပြောကြတာအဲ့တော့တူတာကျဲနဲ့ဒီသဲတွေနဲ့ကစင်တူနီဘာကိုဖြစ်နေတာမျိုးဒါကိုခံမှန်းလိုက်တဲ့အချိန်နီနဲ့ပြောဆိုတာဒါဆိုရင်လေမိတိုင်းနဲ့တွဲပြီးတော့တုံလို့ရတယ်။တော့တော့ plain font နဲ့ acidity နောင်းတွေနဲ့တွဲတုံးနေမိတိုင်းပါနော်။နောက်ထပ်တစ်မျိုးလေးကကျတော့သူနဲ့ခက်ဆင်ဆင်ပဲ။ရာစီတော့နောင်းနေပဲကပ်ပြီးတုံးတာ။ ရာရှိရာရှိကကြတော့လူမျိုးစံနေပိတနေဆိုရင်အထိပယ်မျိုးသူ့အခြေအနေကလေခံမှန်းပြီးပြောဆိုတာပဲစင်တူတဲ့အရာကိုခံမှန်းပြီးပြောစေတယ်တကယ်လက်တွေ့မှာအဲ့လိုမျိုးမဟုတ်ဘူး ပမာကိုကယောက်ျားလေးကြောက်ကိုမြင်ဒါပေမဲ့သူ့ပုံစံဝတ်စားထားတဲ့ပုံစံကမိမပုံစံဖြစ်နေတယ်အဲ့ဒါကိုကိုကအဲမိမပုံစံလေးပဲမိမလိုမျိုးပဲနော်မိမဆန်နေတကယ်လို့ဒီမှာမိမလားဆိုတော့မဟုတ်ဘူးကိုမြင်လိုက်တဲ့အမြင်နဲ့တစ်ထပ်တည်းမကြရတဲ့အခြေအနေစင်တူနေတဲ့အကြောင်းကိုပြောချင်နေဆိုရင် ရာရှိကိုသုံးမယ်။ကိုရီရာသီဥတုကြီးလိုက်တဲ့အချိန်မှာနှီးသားနေတယ်။အဲ့တော့ဟာနှွေရသီလိုမျိုးပဲနှီးသားနေတယ်လို့ပြောချင်တယ်။တကယ်လို့ဒီမှာနှွေရသီလားဆိုတော့မဟုတ်ဘူး။နှီးသားနေတာနဲ့ဆင်တူတာကနှွေရသီတုံးကအရာနဲ့ဆင်တူနေတာဝက်ပြောချင်တာ။တကယ်လို့ဒီမှာနှွေရသီမဟုတ်နေဘူး။ဒါမျိုးဆိုရင်ရာရှိကိုသုံးမိပါမယ်။စင်တူနေတဲ့အကြောင်းအရပဲပြောတာပါတကယ်လို့တွေ့မှာအဲ့လိုမျိုးတထထဲကြွနေတာမျိုးမဟုတ်ဘူးဆိုရင်ရာရှိနဲ့သုံးမိပါမယ်အောက်မှာကြည့်လိုက်ရအောင် ခရော့ဝဟာရူရာစီအာဒါတာခိုင်ဟိဒေစတာဒီနေ့ကတော့ဟာရူရာစီဟာရူဆိုတာနှွေဦးနှွေဦးဆန်နဲ့နှွေတဲ့နှစ်ဖြစ်ခဲ့တယ်တကယ်လို့တွေ့မှာဟာရူနှွေဦးလားဆိုတော့မဟုတ်ဘူးနှွေဦးလိုမျိုးပုံစံလေးဖြစ်နေတာကိုပြောချင်တာဒါဆိုရင်ရာစီနဲ့သုံးဝင်ရတယ်ပေါ့နော်နောက်တစ်ခုက ဝါတာရှိဝဂျောဆေရာစီယောဖုကဝအမာရီခိနိုင်ကျမကတဲ့မိမဆန်နဲ့အိုးနောက်နောက်တိုင်းအဝတ်စားတွေကိုတိတ်ပြီးတော့မဝတ်ပါဘူးတဲ့ဂျောဆေရာစီဂျောဆေရာချီဆိုမိမဆန်တာတကယ်လို့ဒီမှာမိမဆန်တဲ့အရာတွေမိမအယံကိုဆန်လုံးတဲ့အရာတွေကိုတော့ဝတ်စားမဟုတ်ဘူးအဲ့တဲ့ရာရှိကိုတုံထားပေးတယ်နော်ဒါဆိုရင်ကွာမှတ်ထားရမှာကိုကတော့တထထဲကြတဲ့စင်တူနီးပါးဖြစ်လောက်မယ်လို့ထင်တဲ့အရာရောပြောလိုက်တယ်တကယ်လို့တွေ့မှာမဟုတ်နေဘူးဆိုရင် ရာရှင်းနဲ့တုံးပြီးမယ်နော်နောက်ထပ်ပုံစံတစ်မျိုးကကြတော့ဗာလဲဆိုတော့ तू आ ပိုးဤပိုးဤလို့ခေါ်တယ်အဲ့တော့ပိုးဤကကြတော့ तू က negative sound နဲ့အတိတ်ပဲမကောင်းတဲ့အရာတွေများတယ်မကောင်းတဲ့အရာအယံဆန်လုံးတယ်လို့ပြောချင်ပိုးဤကိုတုံးပြီးမယ်ဒီဘက်မှာသူကအမဲရောင်ကြီးပဲဝတ်လုံးနေ။ဒါဆိုရင်အမဲရောင်ဝတ်တာမကောင်းဘူးဆိုရင်အတိတ်ပဲမျိုးစောင့်ကြည့်နေကြရင်ပိုးဤနဲ့တုံးပြီးရတယ်။အဲ့တော့အောက်မှာတစ်ချက်လောက်ကြည့်လိုက်မယ်။အမိုးရှော့ကပ်စေဝအိုတိုနာပူ အတော့နာပိုးရီဆိုလူကြီးလိုမျိုးပဲလူကြီးပုံကြီးပေါက်နေတယ်အဲ့တော့ចောင်းသားတယောက်ကလူကြီးပုံစံပေါက်နေတာမဖြစ်နိုင်ဘူးနိပုံမှန်တဲ့စာရင်လွန်ကင်းနေတာများလွန်နေတာဒါဆိုရင်ပိုးဤကိုသုံးပြပါမယ်အဓိကသတိထားအောင်မှာသူ့အရှိမှာစွတ်ကချိဆိုင်စွတ်ကလေးဖြည့်ရမယ်အဲ့တော့မှနောင်းနဲ့တွဲသုံးပြပါနော်နောင်းပိုးဤပါနောက်တစ်ခုကအစတဝါယောက်ခရတဲ့အခိရာစီတန်ခီနီနာရူဒေရှော မလက်ဖြန်ကားနဲ့ရာသူထုကတာယာလုံးပြီးတော့ဆောင်းဥအခိရာစီဆောင်းဥလိုမျိုးတာယာတဲ့ရာသူထုဖြစ်ပါလိမ့်မယ်တဲ့အခိရာစီဒီတစ်ခါမှဘာဖြစ်လို့ရာရှိတုံးထားတာလဲသူကဆောင်းဥလိုမျိုးရာသူထုတကယ်လက်တွေ့မှာဖြစ်နေတာမဟုတ်ဘူးလေစင်တူရယ်ဆိုတဲ့အရာကိုပဲပြောချင်တာတကယ်လက်တွေ့မှာအခိမဟုတ်နေဘူးအခိဆိုတဲ့ရာသူထုမဟုတ်နေဘူးအဲ့တည်းရာရှိနေပဲတုံးနေတာ တကယ်လို့ဒါကိုရီကပိုးကြီးကိုဘန်းနဲ့တွဲသုံးတယ်နေဆိုရင် mask ဖြုတ်ပြီးတော့သုံးလို့ရတယ်။အောက်မှာကြည့်ရအောင်။ဝါဆိုတဲ့ပိုးကြီးဆိုရင် မေးလွယ်တယ် mask ဖြုတ်လိုက်ချင်း။အခိုရီပိုးကြီးဆိုရင်ဒေါသထွက်လွယ်တာ။အခိပိုးကြီးဆိုရင်ညင်းဝေလွယ်တာ။နောက်တစ်ချောင်းကဆိုင်ကင်ဝါဆိုတဲ့ပုကုတဲ့ပုခုတဲ့ဆိုတော့ပိုးကြီးက EHD ဖြစ်တဲ့အတွက်တဲ့ဖောင်ပြောင်းပြီးပုခုတဲ့လို့လည်းသုံးလို့ရတယ်။ခမတဲ့ imas အခုတလို့တဲ့မေးလွယ်နေလို့ ခမတက်အီမတ်အဆင်မပြေဘူးဒုက္ခရောက်တယ်ပေါ့မိလွယ်တာမိလွယ်တယ်ဆိုတာမကောင်းဘူးလေမကောင်းတဲ့အတိတ်ပဲစောင့်နေ negative အရင်စောင့်လုံးနဲ့ dangerous သူကပိုးအီနဲ့တွဲပြီးတော့တုံးထားပြီးတယ်ဒါကအကူသုံးရမြောင်းနေမှာတွေ့ရမယ် grammar pattern လေးပါနော်အဲ့တော့ grammar pattern လေးကိုလေ့လာပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်